ရွှေဝါကျေးရွာသည်တတော်ကြီးနားတွင်တည်ရှိပြီးကျေးရွာသားများသည်တောရင်းမှတတိများဆေးဘက်ဝင်ပင်များကို စုဆောင်းကာအသက်မွေးကြသည်သို့တော်မကြသေးမီနှစ်များအတွင်းတောရိုင်းဒရိဆန်များကြောင့်နဲ့မြောက်ဝုံဒေသခံနှစ်မျိုးစိတ်ပျောက်ကွယ်လာခဲ့သည်ဆယ်သုံးနှစ်အရွယ်ထွန်းထွန်းသည်သူ၏အဖေနှင့်အတူတောရဲသို့သွားရောက်ပြီးမြည်သည့်ဒရိဆန်များမတွေ့ရသည်ကိုစိတ်မကောင်းဖြစ်နေခဲ့သည်ကျေးရွာသူကြီး ဦးဆန်ရွှေကတခိုးခုံးမှုတွေမိရှုမှုတွေကြောင့်တရိတ်ဆန်တွေပြေးရတာဟုရှင်းပြသည်ထွန်းထွန်း၏အဖွားဒေါ်ရွှေမုံကသူ့ကို ရွှေဝါကျေးရွာ၏ရှေးကာလအကြောင်းပြောပြသည်တရိတ်ဆန်တွေနဲ့လူတွေဟာတဟဆာတဖြစ်ခဲ့ဘူးလေသူတို့ကိုကာကွယ်ဖို့တောဆောင်နတ်ကို ပူဇော်ပတ်ခဲ့ကြတယ်ဟုအဖွားကသမိုင်းကြောင်းများနဲ့အတူ ရှင်းပြသည် ထွန်းထွန်းသည် ကျေးရွာဖះအကြောင်းတွင် ရှေးခေတ်တရိစံပုံများပါသောကြောက်စာတစ်ချက်ကို တွေ့ရှိခဲ့သည် ထိုကြောက်စာတွင်တော်ရင်းသားရဲတို့ကိုမနှောင့်ယှက်နှင့်သူတို့၏အိမ်ကိုမဖျက်ဆီးနှင့်ဟုရေးထိုးထားသည်ထွန်းထွန်းသည်ကျေးရွာလူငယ်များနှင့်အတူတော်ရိုင်းတရိစံများကိုပြန်လည်နေရာချထားရန်စီစဉ်ခဲ့သည်သူတို့သည်တောအုပ်ကိုပြန်လည်စိုက်ပျိုးရန်တစ်ပင်အများပြားစိုက်ခဲ့ပြီး ကျေးရွာဝင်တွင်ဤတော့ကိုကာကွယ်ပါဆိုင်းဘုတ်တက်ဆင်ခဲ့သည်သို့သောတပတ်အကြာတွင်တစ်ပင်ငယ်များကိုမိရှုဖြက်စီးခံရပြီးဆိုင်းဘုတ်လည်းချိုးဖြက်ခံရသည်ကျေးရွာအချို့သောလူကြီးများကခလေးတွေရဲ့အလုတ်ကအချီးနီးဟုပြောဆိုခဲ့ကြသည်ထွန်းထွန်းသည်မြို့မှတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့နှင့်ဆက်သွယ်ခဲ့သည် ထိုအဖွဲ့မှဒေါက်တာနိုင်ထက်ဆိုသည်ကျေးရွာသို့လာရောက်က ဇီဝမျိုးကွဲများထိမ့်သိမ့်ခြင်းအကြောင်းဟောပြောခဲ့သည့်အဖွားရွှေမုံကလည်းရှေးကျေးရွာသားများ၏တောဆောင်စနစ်ကျေးရွာသားများအလှည့်ကျတောအုပ်ကိုစောင့်ရှောက်ခြင်းကိုအကြံပေးခဲ့သည့်ထွန်းထွန်းနှင့်ကျေးရွာလူတို့သည်ခေတ်သစ်ကင်မရာများဖြင့်တောအုပ်ကိုစောင့်ကြည့်ပြီးရိုးရာနီးဖြင့်တစ်ပင်များကိုပြန်လည်စိုက်ပျိုးခဲ့ကြသည်နှစ်နှစ်အကြာတွင်ရွှေဝါကျေးရွာ၏တောအုပ်သည်စိမ့်လန်းလာပြီးပြောက်ွယ်လူနီးပါးဖြစ်နေသောကြောင်နှံ့များမြောက်ဝံများပြန်လည်ပေါ်ထွန်းလာခဲ့သည့် ကျေးရွာသားများသည်တောအုပ်ကိုအသက်သွင်းပေးသူများအဖြစ်ဂုဏ်ပြုခဲ့ကြသည် ထွန်းထွန်းသည် သူ၏အတွေ့အကြုံကိုကျောင်းတွင်မျှဝေရင်းတော်ရိုင်းတရိတ်ဆန်တိုင်းသည်တဘာဝ၏စာရွက်တစ်ခုဖြစ်တဲ့ဟုတင်ကြားပေးခဲ့သည်